အနည်းနဲ့အများဆိုလို့မတွေ့ရပါဘူးလားတွေ့ရမယ်အဲ့ဒါကိုကိုကတီးခံမယ်ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အဖြေကတမျိုးဖြစ်မယ်ဟုတ်လားအာဒါကိုငါတီးမခံနိုင်ဘူးအရာရာကိုတီးမခံမှုနဲ့ပဲဖြေရှင်းမယ်ဆိုရင်အဖြေကတမျိုးထွက်သွားပဲဟုတ်လားတွေ့တာကြုံတာချင်းကတော့တယောက်နဲ့တယောက်တိတ်ပြီးတော့မကွာကြပါဘူးဒါပေမဲ့ရင်ဆိုင်ဖြေရှင်းတာချင်းကြတော့တယောက်နဲ့တယောက်မတူဘူး ဟုတ်ရဲ့လားဒါကြောင့်ပြည့်တတ်ပေါင်းတော်တို့တိခံမှုဖြင့်အစင်မပြေမှုတွေကိုပြေလည်အောင်ဖြေရှင်းနိုင်ဖို့လိုတယ်ဒါဆိုရင်ဘုရားမှာမင်္ဂလာရှိတယ်လို့ဒါမျိုးဆိုဘုရားဟောပါတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒီမင်္ဂလာတရားကိုဟောတဲ့နေရာမှာဟိုတပြေကံဆရာတော်ဘုရားကြီးရေးတဲ့ပေကြီးနိတေယသစ်ဆိုတဲ့ကျမ်းစာအုပ်ကြီးရှိတယ်အဲ့ဒီထဲမှာမင်္ဂလာတုတ်ကိုဆရာဘုရားကြီးကအကျေတဝန့်ဖွင့်ဆိုပြီးတော့ရေးထားတယ် အဲ့ဒီကျမ်းစာကိုဦးဇင်းတို့အမိပြုတ်ပြီးတော့ပေသဘောင်းတော်ကောင်းတို့ကိုပြောပြရပါဟုတ်လားဦးဇင်းတို့တရားကိုမနာပြည့်ရင်လည်းပဲအဲ့ဒီကျမ်းစာအုပ်ကြီးတွေကမင်္ဂလာတုတ်အဖွင့်ကိုကြည့်မယ်ဆိုရင်တော့ဒီတရားနာတာနဲ့သိပြီးတော့ထူးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဦးဇင်းတို့စာဖတ်ဖြစ်ဖို့ဆိုတာကလူသားမဏိမှာသိပြီးတော့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်အဲ့ဒီတဲမှာဆိုတော့ဘုရားကြီးကတိခဏ်ချင်းနဲ့ပတ်သက်ပြီးတော့ဘာကိုပြောထားတော့ဆိုတော့ဦးဇင်းတို့ ကြာမင်းရဲ့အကြောင်းကိုပြောထားတယ်။ဥရှင်တို့သက္ကတာဝကတန်ရုပ်ပါဠိတော်မှာနဝေပစိတ်တိတုတ်တံဆိုပြီးတော့တုတ်တံတစ်ခုရှိတယ်။အဲ့ဒီတုတ်တံမှာဘာဆိုထားတော့ဆိုတော့ဥရှင်တို့တာဝရိမာရီနဲ့အတူတာတို့ဟာမကြာခဏစစ်ဖြစ်ကြတယ်လို့ဆိုတယ်။တခါတည်းရမှာအတူတာတွေကနိုင်တယ်တခါတည်းရမှာတာဝရိငနာကနိုင်တယ်။ဟိုပြက်ပြက်သားသားကြီးနိုင်တယ်လို့လည်းမရှိဘူး။အဲ့ဒါတစ်ချိန်မှာတော့ဝေပစိတ်တိအတူတွေကြီးက နော်အတူတာတို့ရဲ့ဘက်ကခေါင်းဆောင်ပေါ့အဲ့ဒီဝိပဿနာတိအတူတာကိုတရားမင်းကဖမ်းလာတယ်နိုင်လို့ပေါ့ဖမ်းလာပြီးတော့သူ့ကိုနော်ခြေနှစ်ချောင်းလက်နှစ်ချောင်းခေါင်းနော်ဒီ၅ခုကိုတခါတည်းတုံ့နှောင်ထားတယ်လို့ဆိုတယ်အဲ့ဒီတုံ့နှောင်မှုကနတ်တို့ရဲ့တကိုးနဲ့တုံ့နှောင်တာဆိုတော့တရားမင်းကမကောင်းဘူးမကောင်းဘူးလို့ဒီလိုစိတ်ရှိလာရင်အဲ့ဒီတုံ့နှောင်ထားတာကြီးကပုပ်ပုပ်ပြီးတော့တင်း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 သွားတယ်လို့ဆိုတယ်ဟုတ်လားတော်တော်တော့ပညာသားပါတယ်လို့ဆိုရမှာပေါ့နော် တရားမင်းကကောင်းတယ်တကယ်လဲတရားမင်းကကောင်းပါလေကောင်းတယ်လို့အမှန်တမ်းသိရင်အဲ့ဒါကယော့နေတယ်သိပြီးတော့ပြဿနာမရှိဘူးအဲ့ဒါလို့တုံ့နှောင်ပြီးတော့တရားမင်းကဘယ်မှာထားတုံဆိုတော့ဒီသူဓမ္မဇေယျရဲ့အပေါ့ဝါမှာ သူ့ကိုတုံ့ထားတာပေါ့အဲ့ဒါအဲ့ဒီဝိပစီတိအတူတူရင်လည်းလုံးဝမကြောက်ဘူးအဲ့ဒါတရားမင်းကဒီဇေယျအแทကိုဝင်ထွက်သွားလာနေတာပဲအပေါင်းဖော်တွေနဲ့လှုပ်ရှားရှိတဲ့လှုပ်ရှားမှန်ရရှိတာတွေကိုရှင်းမှမို့ဒီဓမ္မယုံထဲကိုသွားလာနေတယ် အဲ့ဒါသွားတိုင်းလာတိုင်းဒီဝိပ္ပစိတ်ထိအတူတာကအမြဲတမ်းဆဲတယ်တဲ့ဟုတ်လားအင်မတန်ရုပ်မာတဲ့ညဉ့်ညမ်းတဲ့အတုံးလုံးနဲ့ဆဲတယ်ဒါပေမဲ့တရားမင်းကဘာမှပြန်မပြောဘူးတဲ့ဒါ तू နိုင်လို့တုတ်ထားတဲ့သူ့ရဲ့အကျဉ်းသားပဲသူ့အကျဉ်းသားကသူ့ကိုပြန်ဆဲတာကို तू ကဘာမှပြန်ပြီးတော့မလုပ်ဘူးသူ့ကိုတုတ်မထားရင်မဖြစ်လို့သာတုတ်ထားတဲ့အနေထားပဲအဲ့လိုဝင်တိုင်းထွက်တိုင်းဆဲနေတော့မပြောတော့ဆိုတော့ မာတလိကဂျားတွေကနေမခံနိုင်ဘူးမခံနိုင်တဲ့အခါကျတော့ဂျားမင်းကိုမေးတယ်ရှင်ဂျားမင်းတဲ့ဒီလိုဆဲနေတာကိုမကြားဘူးလားအဲ့ဒါကိုဘာမှပြန်မပြောဘဲနဲ့တီးခံနေတာဟာကြောက်လို့တီးခံနေတာလားဒါမှမဟုတ်သူ့ကိုရင်ဆိုင်နေတဲ့အာမရှိလို့တီးခံနေတာလားတဲ့ဒါမေးနေရရှိတယ်နော်တချို့ပြန်မလုပ်ဘူးဆိုတာကကြောက်လို့မလုပ်တာရှိတယ်ပြီးတော့သူ့ကိုကိုမရှင်းနိုင်လို့ အခုချိန်တော့မရှင်းနိုင်သေးဘူးကြောက်တော့မကြောက်ဘူးဒါပေမဲ့ရှင်းလိုက်ရင်ကိုနာမယ်ဆိုတာကိုသိလို့သီးခံနေတာလည်းတချို့ရှိတယ်ဟုတ်လားအခုအဲ့ဒါကိုမေးတာကြောက်လို့သီးခံနေတာလားတဲ့ဒါမှမဟုတ်အားမရှိလို့သီးခံနေတာလားတဲ့အဲ့လိုမေးတဲ့အခါကျတော့တရားမင်းကငါသူ့ကိုကြောက်လို့သီးခံနေတာလည်းမဟုတ်ဘူးသူ့ကိုရှင်ဖို့အတွက်အားမရှိလို့သီးခံနေတာလည်းမဟုတ်ဘူးစင်စစ်အားဖြင့်ငါလိုပညာရှိတဲ့လူတယောက်ဟာ ငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီလိုမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြအကြောင်းမရှိဘူးတဲ့ဟောလူဆိုတာဉာဏ်ကြီးလေလေကိုယ့်အဆင့်ကိုကိုယ်နားလေလေလေပါပဲဟုတ်ရလားအေးပညာရှိတဲ့လူတယောက်ဟာမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြအကြောင်းမရှိဘူးတဲ့ဒါကြောင့်မလို့ငါဘာမှမပြောဘူးလို့ပြောတော့အဲ့ဒီလိုပြောတဲ့အခါကျတော့မတ္တလိကဘာပြန်ပြောတယ်ဆိုတော့တရားမင်းတဲ့လူမိုက်တယ်ဆိုတာ တိခံနေလို့ရှိရင် ရောက်တက်လာတဲ့သဘောရှိတယ်တဲ့ဒါကြောင့်သူတို့ကိုပြင်းပြင်းထန်ထန်ဓာန်ပေးခြင်းအဖြစ်တားမြစ်မှတာနဲ့လူအများစုချမ်းသာရရမယ်ပေါ့ဟုတ်လားသူတို့ကိုမတားမြစ်ဘူးဆိုရင်သူတို့ဟာမိုက်မဲတဲ့အတွက်ကြောင့်အများကြီးအကျိုးမဲ့တွေကိုလုံနိုင်တယ်ဒါကြောင့်တိခံနေလို့မဖြစ်ဘူးလူမိုက်ဆိုတာဓာန်နဲ့ပဲတန်တယ်လို့ပြောတယ်ယုတ်တည်းရဲ့စဉ်းစားရင်တော့ပိဿပေါင်းတော်တို့ဒါဟာတော်တော်သဘာဝချတယ်လို့ထင်လျားရှိတယ်နော် ဒါကလည်းပဲလောကအမြင်လောကရှုတော့ကနေကြည့်ပြီးတော့မတ္တလိကံပြောတာဖြစ်မှာပါအဲ့ဒါလိုပြောတဲ့ခါကျတော့ကြာမင်းကဗာပြန်ပြောတော့ဆိုတော့မတ္တလိတဲ့အေးလူတယောက်အမျက်ထွက်လာပြီတစုံတယောက်အမျက်ထွက်လာပြီဆိုရင်ကိုကပြန်ပြီးတော့အမျက်မထွက်ဘဲနဲ့စိတ်မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့ကိုဘတော်ကိုငြိမ်ငြိမ်ချမ်းချမ်းဖြစ်အောင်တိဆောက်ပြီးတော့နေခြင်းတည်ပင်လေအဲ့ဒါလူမိုက်ကိုအကောင်းဆုံးတားခြင်းလို့ငါထင်တယ်တဲ့ တရားမင်းရဲ့စကားကအလွန်လေးနက်တဲ့တွေ့ကြုံသူ့ဟာကို လွယ်လွယ်နဲ့လက်ခံဖို့တော့မလွယ်ဟုတ်လားလွယ်လွယ်နဲ့လက်ခံဖို့မလွယ်ဘူးဆိုတာကခဲရခဲစစ်စဉ်းစားပြီးတော့ညံပါပါနဲ့စဉ်းစားရင်တော့သူ့ဟာကမှတကယ်ကောင်းတယ်ဆိုတာကိုသိရလိမ့်မယ်ဟုတ်ရဲ့လားသူကလက်ခံတယ်ဆိုတာပေးတဲ့ရင်နားလေမှလက်ခံလို့ရအောင်လက်မခံဘူးဆိုတာကနားမလဲသေးဘူးဆိုတဲ့အဓိပ္ပာယ်လို့ဦးဇင်းထင်တယ်ဟုတ်ရဲ့လား အေးခုတရားမင်းရဲ့စကားတွေကိုနားလည်မယ်ဆိုရင်တော့လက်မခံနိုင်ကြအကြောင်းမရှိဟုတ်လားအဲ့တော့လူမိုက်ကိုတံပေးမှ လူမိုက်ဟာငြိမ်ပဲလို့မန္တတိကပြောတာအဲ့တော့တရားမင်းကဘလို့ပြန်ပြောတာအဲ့တော့သူ့ကိုတီးခံနေခြင်းကိုကပဲသူ့ကိုဒါအကောင်းဆုံးတားဆီးနေတယ်လို့သူကပြန်ပြောတာအဲ့လိုပြောတာကိုမန္တတိကလက်မခံလက်မခံမနဲ့သူကဘာပြောလဲဆိုတော့တရားမင်းနဲ့တီးခံခြင်းမှာ ကျွန်ုပ်ကတော့အပြစ်တွေပဲမြင်တယ်တဲ့ နောက်တိခံရတာကောင်းကိုမကောင်းဘူးလို့မြင်နေတဲ့ဘာဖြစ်လို့လဲဆိုတော့တိခံပြီဆိုလို့ရှိရင်လူမိုက်တွေကရှုံးတဲ့နွားရဲ့နောက်ကို နိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြသလိုအဲ့ဒါအများကြီးလိုက်ပြီးတော့လွှမ်းမိုးကြတယ်အနိုင်ကျင့်ကြတယ်တဲ့ဒါကြောင့်တိခံတာကောင်းကိုမကောင်းဘူးတဲ့ကဲပေးတဲ့လိုအဲ့ဒါကိုသဘောကျလားအဲ့ဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြမဟုတ်နော်အဲ့ဒါလိုပြောတဲ့အခါကျတော့ကြာမင်းကဘာပြောတော့ဆိုတော့မတတိတဲ့ ငါကိုကြောက်တယ်လို့ထင်ရင်လည်းထင်တဲ့နော်မထင်ရင်လည်းနေဘယ်လိုပဲထင်ထင်ထင်ရင်တဲ့အတိုင်းထင်ကြပါစေတကယ်စင်စစ်အားရှိပါလည်းနဲ့အားမရှိတဲ့လူကိုတိခန္ဓာဟာအလွန်မှမြတ်တယ်တဲ့ဟုတ်လားအားရှိပါလည်းနဲ့အားမရှိတာအားမရှိတဲ့လူကိုတိခန္ဓာရတာအလွန်မှမြတ်တယ်ဘာကြောင့်လဲဆိုတော့လောကကြီးမှာများသောအားဖြင့်တိခန္ဓာနေကြတာဟာအားမရှိလို့တိခန္ဓာနေကြတာများတယ်တဲ့ဟုတ်လား ငါကတော့သူ့ကိုနိုင်နိုင်နဲ့အစွမ်းရှိပါလဲနဲ့အားရှိပါလဲနဲ့ငါတီးခံနေတယ်ပေါ့တရားမင်းကအဲ့ဒီမှာသူပါဆက်ပြောတော့ဆိုတော့လူမိုက်တည်းရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့ဟုတ်လားအမျက်ဒေါသကိုထိမ့်သိမ့်ပြီးတော့တီးခံနိုင်ရင်ဆိုတဲ့ခွန်အားကမှတကယ်အားဖြစ်တယ်တဲ့ဟုတ်လားဒီစကားတွေကပေးတဲ့ပေါင်းတော်ကောင်တို့အကျေတုံးပြောစရာအလွန်ကောင်းတယ်ဗျဟုတ်လား လူမိုက်တို့ရဲ့အားဟာတကယ်အားအစက်မဟုတ်ဘူးတဲ့။တိခဏ်ခြင်းခွန်အားတည်တာနဲ့တကယ်အားဖြစ်တယ်တဲ့။အဲ့တော့လောကကြီးမှာအမျက်ထွက်လာတဲ့လူတယောက်ကိုကိုယ်ကပြန်ပြီးတော့အမျက်မထွက်ဖဲနဲ့နေတာဟာကို့အတွက်ရောသူ့အတွက်ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးရရောက်တယ်တဲ့။ဒါကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့